မင်္ဂလာပါရှင်ရေဝကတိ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။လိုင်တာရွှေပိုင်းနေရွက်ကောက်ကျော်ရမိုးစံမြင့်ကလူငယ်လုံသမားတွေနေထိုင်တဲ့ဆက်ယုံနေအဆောင်နေနဲ့နေအိမ်နေထိုင်ကနေလာစဉ်ဝေးချမ်းကားသိမ်းအစဉ်ချင်းပြတောင်းခံပြီးအဆောင်ပိုင်းရှင်တွေကိုစစ်မှုထမ်းမဲ့လူငယ်များလာစဉ်ရှာကိုင်းကျောင်းလိုက်လိုက်တာရွှေပိုင်းမြို့နယ်မှာမန္တလေးကောက်ကျွမ်းမှုစံမြင့်ကလူငယ်လုံသမားရဲ့နေထိုင်တဲ့ဆက်ယုံဆောင်တဲ့နေအိမ်တွေကိုလာစဉ်ဝေးချမ်းကားသိမ်းအစဉ်ချင်းပြတောင်းခံပြီးအဆောင်ပိုင်းရှင်တွေနဲ့စစ်မှုထမ်းမဲ့လူငယ်တွေလာစဉ်ရှာခိုင်းနေကြအဆိုပါရက်ွက်နေထိုင်သူတွေကပြောတယ် လိုင်းသာမြို့နယ်ရှေ့ပိုင်းနေရကွမောက်အချွေမှုပြေလောက်ကိုင်းမဲ့မရှိရအတွက်ဘုံမှုပါသူဆက်သုံးလက်ကျူကျော်တယ်မှာနေတိုင်းနဲ့ပြန်ချလို့တမဆံမြင့်ကအောက်ချွေမှုပြေဝင်ရောက်လောက်ကိုင်းကြောင့်အောက်ချွေမှုပြေလာခြင်းကစတင်ပြီးအမတ်နေရကွမှာပုံစံမျိုးမျိုးနဲ့ပြည်သူလူထုတန်ခါနေဝင်ကြေးအောက်ခံရရှိရဆက်ရုံလုံးရုံနဲ့စောင့်ပိုင်ရှင်တွေနဲ့အင်္ဂါစားသူတွေတန်ခါနေလာစဉ်အစဉ်ကျေးဖြစ်အနည်းဆုံးငွေ3သိန်းကနေ5သိန်းထိတောင်းခံနေကြောင်းသိရတယ်။ ထို့ပြင်လိုင်းသာမြို့နယ်ရှိပိုင်းမန်ဆန်နေရကွာမှဆယ်ယောင်ဆောင်ပိုင်ရှင်နေပုဂလိကဆောင်ပိုင်ရှင်များအနေဖြင့်လားစင်စစ်မှုတမ်းမဲ့လူငယ်ရှာပေးစီလွယ်လို့အုပ်ချုပ်ရေးမှုစံမြင့်ကဖျားပေးလာကြောင်းမိမိတို့ဆောင်မှာနေထိုင်တဲ့လူငယ်များအနေမှာတင့်တော်သူတွေကိုစစ်မှုတမ်းတမ်းမဲ့ဆင်းပေးဖို့ခိုင်းကြောင်းအဆောင်ပိုင်ရှင်တွေကပေးဖို့လားလူငယ်စင်အတိုင်းအုပ်ချုပ်ရေးဘွယ်နဲ့လူမိုက်တွေလာရောက်ခေါ်ဆောင်ပြီးကြောင်းသိရတယ်အဆောင်မလာနေတဲ့လူတွေတဲကတလောက်တော့တောက်ကိုနမဲစင်ရွေးပြီသူတို့ကသူတို့လာခေါ်မယ်ကိုစီမလာနေတဲ့ကလေးတွေကို ဖယ်ဆင်းပေးခြင်းမလဲသူတို့ကတော့ငွေညစ်ခံရလုပ်ငန်းတွေကိုဆင်းပေးရဆိုတော့မလုပ်ချင်တော့လို့အဆောင်ပိတ်ကုန်ကြပြီလို့လိုင်းသားရွှေပိုင်းမန်နေရကွက်ဒေတာပြည်သူကပြောတယ်။ရှင်းပြန်မန်နေရကောက်ချွေမှုစံမြင်ကပြူစော်ဒီလူမိုက်တင်တဲ့တို့ညာချင်းလိုင်းသားမြို့နယ်တွင်လဲလဲကလူငယ်တွေကိုပေါ်တာဆွဲဖန်းစီခြင်းဖန်းစီရရှိလူငယ်တွေကိုစစ်မှုထမ်းလူစားတို့ဖြင့်လူဝတ်နေရကွက်တွေတန်ကိုရောင်းချခြင်းစစ်မှုထမ်းကြီးကောက်ကန်ခြင်းပောင်းဝင်ပြည်သူလူထုကိုဖိနှိပ်တဲ့အလုပ်တွေကိုလှုပ်ဆောင်နေကြရကွက်နေပြည်သူတွေကပြောတယ်။ဇလပီမြောက်ကလာမစစ်မှုထမ်းနဲ့ ရွေးကောက်ပွဲကိစ္စရေးဆိုင်ရာရွေးပေါက်ကမြို့တင်20ရက်ကအောက်ချွေးမှုရုံကိုလက်ပြဖုံးမိုင်းနေတဲ့ပြစ်ခတ်ပေါက်ကွယ်ရှောင်းတိုင်းမြောက်ကလာပါမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖန်စီပြီးတရားမှုရွေးကောက်ပွဲကိစ္စတွေကိုပူပေါင်းဆောင်ရွက်နေတဲ့ရွေးပေါက်ကမြို့တင်20ရက်ကအောက်ချွေးမှုရုံကိုပုံခွဲတိုက်ခိုက်ခဲ့ကြောင်းရွှေကုံအာမီမတောင်းရှိသူကပြောတယ်စတေမလာ30နဲ့90နိုင်50မိနစ်ခန့်မှာမြောက်ကလာပါမြို့နယ်ရွှေပေါက်ကမြို့တဲ့22ရက်ကအောက်ချော်ရုံကိုတော်လိုက်ရဲဘော်တွေကပြည်အမြင့်မိုင်းတလုံးလက်ပြပုံလုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ ထိုတိုက်ခိုက်မှုတွေထိခိုက်မှုခြင်းတွေကိုတည်ပြနိုင်ခြင်းမရှိသေးပဲတော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ရှင်းတို့တိုက်ခိုက်ခြင်းကလည်းစနေရက်ကအောက်ချုပ်ရေးမှုမှအောက်ချုပ်ရေးမှုနဲ့လူမိုက်ဘွဲကတရားမဝင်ရေးကွက်ဘွဲကိစ္စဆိုင်ရာခြေလူငယ်လူရယ်တွေကိုပေါ်တာဆွဲပြီးစစ်မှုထမ်းလိုအပ်တဲ့နေရာတွေကိုရောက်ဆိုင်လူကုန်ကူးခြင်းတွေလှုပ်ဆောင်နေကြတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်။အဲဒီအုပ်ကြီးကအရင်ကရဲပါရဲကနေထွက်ပြီးအုပ်ကြီးနေရာဝင်ယူပြီးရဲကွက်နေပြည်သူကိုလူဘာဝအနိုင်ကျင့်နေရ ကျွန်တော်စီမှာတာဝန်သိပြည်သူတွေသတင်းပေးချက်တွေရအောက်ချုပ်ရေးမှူးတော်တော်များများအချက်လက်အသေးစိတ်ကစာရထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေနဲ့အနောက်ပိုင်းခေဘက်ကဘာလို့ကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေ၊ကြမ်းဖက်စစ်ကောင်စီပြုလုပ်မဲ့တရားမှုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပောင်ဝင်လောက်ကိုင်းနေကြသူတွေကိုဆက်လက်ပြီးပြင်းထန်တိုက်ခိုက်တွေ့မိဖြစ်ကြောင်းဝါရီတာဝန်ရှိသူကဆက်လက်ပြောဆိုတယ်။အလားတူရှင်မလာ၂၀ကျော်နေည၁၀နာရီကျော်ကမှဗဟန်းမြို့နယ်ကပိုင်ဖျားလက်မပေါ်ရှိဗဟန်းမြို့မှာရေစကန်တော်လင်းရေပေါ်တွေကလက်ပစ်ပေါ်နှလုံးပစ်သွေးတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ ဆက်လက်ပြီးနေပြည်တော်လက်ဝဲမှာမိုးတိထန်စွာရာသွန်းမှုကြောင့်ရေကြီးရေရှမ်းသဖြင့်ပြည်သူတွေရေပေါ်ရွှေ့ပြောင်းရာနေပြည်တော်လက်ဝဲမြို့နယ်မှာမိုးတိထန်စွာရာသွန်းပြီးရေနေမြို့မှုကြောင့်ဈေးရနေပြည်သူချိုရွှေ့ပြောင်းပေးခဲ့ရာကြောင်းရေဘေးကူညီကယ်ဆယ်လှုပ်ဆောင်နေသူပရိုက်တာသမတ္တကပြောတယ်။စတရီမာလာ30နှစ်မနက်7နာရီခွဲကကစတင်ပြီးနေပြည်တော်လက်ဝဲမြို့နယ်အေလာမြို့တွင်ရန်ကုန်မန္တလေးမြို့ရှောင်းလမ်းပေးနေရာချို့မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ကြောင်းထို့သို့ရေကြီးမှုကြောင့်အေလာမြို့ရုံးပင်ကြောက်အောင်စုငပြောတော့ကြာနေပြည်သူချို့ပြောင်းရွှေ့ပေးခဲ့ရာကြောင်းသိရတယ်။ အခုကရေကတဖြည်းဖြည်းကြာပြီးရေကဖြည်းဖြည်းချင်းကြာတဲ့အချိန်နဲ့ရမ်းတော့လည်းမကြာသေးဘူး။နည်းနည်းချင်းကြာတော့မိုးရရင်တော့ပြန်တက်လာနိုင်တဲ့အချိန်တွေရှိပါတယ်။မပြောတော့သိရတဲ့ချက်ရွှေ့ပြောင်းပေးခဲ့တဲ့အီလာမျိုးဘက်ကတော့ဘာမှဖြစ်ဘူး။မင်းညာကနေပြီးတော့မှမိုးထက်ရွာတယ်။အဲဒီရေကြီးရဲ့ဘက်ချမ်းမှာမြောက်ဘူးလို့သိရပါတယ်။မဆိုပါရေကြီးမှုကစစ်တောင်းမြေအမြင့်တက်ပြီးတော့ပလေချောင်းတိုင်းရေဝိရောင်ချင်းဖြစ်ပြီးတော့ ရှမ်းကုန်းမန္တလေးမြို့ဆောင်လမ်းဘေးနေရာတွေမှာရေကြီးရေရှမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းထို့သို့ရင်ဝင်ရောက်တဲ့ကြေအများတွင်ကိုဂယုနာရှင်လူမှုကွန်ရက်ပရိဒါအသင်းလူမှုဂယုနာရှင်လူမှုကွန်ရက်ပရိဒါအသင်းမိုးစေတနာပရိဒါအသင်းတို့မှကေဇယ်ဟိနဲ့ရေပေးလျက်ကိုကုညီရွှေ့ပြောင်းခြင်းနဲ့စာပေးကြောင်းသိရတယ်။ပြည်သူများနဲ့ပြည်မိုးလေဝသနဲ့ဇလဘေးတာဌာနကနေညွန်ကြားချက်တွေကိုလိုက်နာကသတိပြုနေထိုင်ကြရတဲ့လူမှုကွန်ရက်အဖွဲ့အစည်းကနေတင်ပြထားတဲ့သတင်းတွေကိုလေ့လာနာထောင်ပေးကြတဲ့တိုက်တွန်းနဲ့မိုးစလက်ရသွန်းနေပါကလဲဝင်းမြို့နဲ့အေလာမြို့တာဝတိမြို့စတဲ့ဒေသတွေ ပလေးဆောင်နေရှိကြရတယ်ရန်ကုန်မန္တလေးမြို့ဆောင်လမ်းပင်ရှိကြရတယ်နဲ့စစ်တောင်းမြေအောက်ဖက်ရှိမြို့တွေကြေရများနေမိဘပြည်သူများနေဖြစ်သတိပြုနေထိုင်ကြရန်ကြိုတင်ပြင်ဆင်ကြရတဲ့ကိုပြင်ဆင်ထားကြပါဆက်လက်တိုက်တွန်းနေဆက်လက်ပြီး PDF တင်တဲ့ဒေါ်လေးတစ်ဖွဲ့ရဲ့လှုပ်ချက်တိုက်ခိုက်မှုခရမျိုးကိုဆိုရင်မိချက်ဖို့ပါတီကရွေးကောက်ပွဲရှင်ပြိုင်မဲ့အမလောင်းနဲ့အမိတွေကိုအထူးရည်ကြီးကိစ္စအဖြစ်လေဝက်ပန်ခွဲတာချက်ဖို့ပါတီကလာမယ့်ဒီဇင်ဘာလအတွင်းကျင်းပမဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့အမလောင်းနဲ့အမိစင်ကိုပါတီအတွင်းမှာပင်တည်မပေဘဲအထူးရည်ကြီးကိစ္စလေဝက်ထားကြောင်းချမ်းခိုင်ပါတီတင်မြစ်ကပြောတယ် မြူသားညွန်ရေးဆိုရအန်ယူဂျီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပြင်ခင်မြူသားစယုံကန်ယူကဲ့သို့တော်လှန်ရေးတပ်ဖွဲ့တွေကစစ်တပ်အတွေ့အကြုံရွေးကောက်ပွဲကိုဆန့်ကျင်ပြီးတော့အရေးယူဆမှုဖြစ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာတာရှင်းချင်နေကြောင်းစစ်ဖို့ပါတီက၎င်းရဲ့ရွေးကောက်ပွဲဝင်မဲ့အမတ်လောင်းရဲ့အမိစင်ကိုလက်ဝတ်ထားခြင်းဖြစ်ကြောင်းအမတ်လောင်းရဲ့အမိစင်ကိုတိရှိသွားပါက PDF တွေနဲ့တော်လိုင်းတက်ဖွဲ့တဲ့အလောက်ကြံတိုက်ခိုက်မှုခဲ့ရမည်ကိုဆိုရင်ပြီးစစ်ဖို့ပါတီကမပေါက်ကြားစေလက်ဝတ်ထားခြင်းဖြစ်ကြောင်းသိရတယ် နက်ဒလစစ်တပ်လက်အခံရွေးကောက်ပွဲကော်မရှင်ကစစ်ဘုတ်ပါတီအပါဝင်နိုင်ငံရေးပါတီကတင်ပြထားလွတ်တော်ကိုယ်စားလှယ်လောင်းနေကိုစီစဉ်နေကြောင်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ခုနဲ့တတိပုဂ္ဂလလွတ်တော်ဗန်လောင်ရေးအတွက်4963တင်သွင်းခဲ့ကြောင်းရင်းနှုတ်ထဲမှာစစ်ဘုတ်ပါတီက1038ရုံနဲ့အများဆုံးရှင်ပိုင်ဖြစ်ကြောင်းသိရတယ်စစ်တပ်အတွေ့အကြုံရွေးကောက်ပွဲမှာနိုင်ငံတော်ရှင်ပြိုင်မဲ့ပါတီ6ပါတီနဲ့ တိုင်းဒေသကြီးပြည်နယ်တစ်ခုတွင်စည်းရုံးနိုင်မဲ့နိုင်ငံရေးပါတီ50တခုနဲ့တတိပုဂ္ဂလလွတ်တော်ကိုယ်စားလှယ်လောင်းနေပိုင်းကြောင်းသိရတယ်။စစ်တပ်အတွက်ရွေးကောက်ပွဲမှာတိုင်းဒေသစည်းရုံးညွှန်ရေးပါတီကကိုယ်စားလှယ်လောင်း64ဦးတသက်ခံရပြည်သူရှင်ဆောင်ပါတီကိုယ်စားလှယ်လောင်း62ဦးရှမ်းနယ်တိုင်းဒေသဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်လောင်း584ဦးကိုကိုကြီးရဲ့ပြည်သူပါတီကကိုယ်စားလှယ်လောင်း92ဦးနိုင်ငံရေးပါတီ50တပါတီကကိုယ်စားလှယ်လောက်960ဦးနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောက်95ဦးပါဝင်ရှင်ပြန်ပြီးဖြစ်ကြောင်းသိရတယ်။ ဆက်လက်ပြီးပေါင်းတဲ့ထီလင်းမြို့နယ်မှာစစ်တပ်ကပြည်သူကိုအုပ်ကိုလူသားတိုင်းဖြစ်ဖက်စီပြီးပြည်သူ့ဝိုင်ပစ္စည်းကိုလူရခိုးယူမကွေးတိုင်းပေါင်းမြို့နယ်နဲ့ထီလင်းမြို့နယ်မှာဂျပတ်စစ်တပ်စစ်ကြောပြည်သူကိုအုပ်လူသားတိုင်းဖြစ်ဖက်စီပြီးပြည်သူ့ဝိုင်ပစ္စည်းကိုလူရခိုးယူကြကြသည်ရတယ်ဒိုစစ်တပ်စစ်ကြောကကြေရတွင်ရှိပြည်သူ့ဝိုင်ပစ္စည်းကိုစိတ်ကြိုက်ခိုးယူလူရသွားပြီးနောက်ရှားကြီးပညာကိုပြန်လည်ဆုတ်ခွာသွားကြောင်းဂျပတ်စစ်တပ်ကဖမ်းဆီးသွားပြည်သူတွေကိုလည်းနောက်ရှိချိန်ထိပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်းသိရတယ် ။အလားတူမကွေးတိုင်းထီလင်းမြို့နယ်ကြားခရွာကိုလည်းဂျပန်စစ်တပ်ကစစ်ကြောထုတ်ရောက်လာပြီးဈေးဆိုင်ရှိပစ္စည်းကိုကိုယ်ယူသွားခဲ့ကြောင်းထီလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တော်ရှိသူကပြောတယ်။စတရီမာလာ30နှစ်မနက်9:30မိနစ်ခန့်မှာထီလင်းမြို့နယ်ကြားခရွာကိုဂျပန်စစ်တပ်ကစစ်ကြောထုတ်ရောက်လာပြီးဈေးဆိုင်ရှိပစ္စည်းကိုကိုယ်ယူသွားကပြည်သူလေးကိုလူသားတိုက်ဖြစ်ဖက်စီသွားကြောက်သည်ရယ်။ သူတို့ဖမ်းဆီးသွားတာကတော့ပြည်သူလေးစစ်တောင်းပြန်ဆုပ်ချိန်မှာပြည်သူလေးကိုပြန်လွတ်ထားခဲ့လို့သိရတယ်။ဒီလိုမျိုးပုံကိုစစ်ကွေးစစ်ကြောင်ပြန်ဆုပ်သွားတယ်။စစ်ကွေးတွေကဒီလောက်တည်းခဏခဏစစ်ကြောင်ထွက်လာတွေ့ရတယ်။အရင်ကလိုရွာဝင်မိအကြကြီးမနေရပဲ15မိနစ်မိနစ်30လောက်နေပြီးလည်ပြန်သွားမျိုးဈေးဆိုင်လေးဆိုင်လောက်ကစားတော့ကုန်လို့အင်းကပြည်စီပါယူဆောင်သွားလို့ထိလင်းမြတ်နယ်ပြည်သူကားကွယ်ဖွဲ့တောင်းရှိသူကပြောပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါရှင်။